အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရတော့ရန်ကုန်မန္တလေးအမြလန်းအခြေအနေများကိုအများပြည်သူသိအောင်ရိုက်ကူးတင်ပြလာတဲ့မောင်ကျော်နုရဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒရိုင်းမာမောင်ကျော်နုကဘလို့အခြေအနေများကိုရိုက်ကူးတင်ပြထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာလို့တော့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ထားမှာအတူပဲကျေးဇူးတင်ရှိပါရခင်ဗျာ မြန်လန်း0မိုင်မှာဖြစ်ပါတယ်အဲ0မိုင်ကနေပြီးတော့ကျွန်တော်မန္တလေးတိသွားပါမယ်အဲငလင်းလုတ်ငလင်းလုတ်ကပ်ပြီးတဲ့နောက်ရန်ကုန်မန္တလေးအမြန်လန်းမှာကြီးကဘယ်လိုမျိုးသွားလို့လာလို့ရလဲဆိုတာလေးကိုလည်းကျွန်တော်ရိုက်ပြသွားမှာဖြစ်ပါတယ်လမ်းတစ်လျှောက်ရိုက်ပြသွားမှာဖြစ်ပါတယ်အဲ့တော့အမြန်လန်းတစ်လျှောက်လုံးရဲ့မြင်ကွင်းအခြေအနေတွေဘယ်နေရာမှာဘယ်ဟောဖြစ်တယ်ဆိုတာလေးကျွန်တော်ကျွန်တော်တို့တက်ကြည့်ကြအောင် ချိန်ကအချိန်ကအခု၈နာရီနဲ့45မိနစ်ပေါ့နော်45မိနစ်အာမိုင်ကတော့အခု135မိုင်ကိုစဝင်ပါပြီကျွန်တော်0မိုင်ကနေတောက်လျှောက်မောင်းလာတာက135မိုင်ရောက်တဲ့အထိပေါ့0မိုင်ကတောက်လျှောက်မောင်းလာတာအာ စပေါင်းလမ်းတစ်လျှောက်လုံးမှာတော့ကျွန်တော်မြင်ကွင်းကတော့အာလမ်းတစ်လျှောက်ကားကောင်းကောင်းမပေါင်းလို့ရတယ်မူလအခြေအနေတိုင်းပေါင်းလို့ရတယ်အဲ့ကြီးကြီးကတိကျပျက်စီးဆုံးရှုံးမှုတွေမတွေ့ရဘူးဗောနော်ပြောရင်တော့ဒေါက်တာ15မိုင်တိကတော့ AC ဖြစ်တယ်လို့ခေါ်ပါတယ်ဒါပေမဲ့ဒီ15မိုင်နိုင်ရောက်တဲ့အချိန်မှာစတွေ့ရတာကဒီလမ်းလေအကွဲကြောင်းလေးတွေအချိန်နဲ့ပါတွေ့တယ်နောက်ဘေးအုပ်လေးတွေနဲ့ပြုံနေတာတွေ့တယ်ဘာလို့ပဲကြီးကြီးကမရှိဘူးအဲ့တော့0မိုင်ကနေ15မိုင်တိကိုတော့လွတ်လွတ်ကျွတ်ကျွတ်အေးအေးကောင်းကောင်းမပေါင်းလို့ရနေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ရှေ့မှာတော့ရှေ့ဆို15မိုင်ပေါ်ပါပြီ 115မိုင်နာကမြင်ကွင်းနဲ့ဖြစ်ပါတယ်အဲမင်္ဂလင်းလှုပ်တော့တော့115မိုင်နာလူတွေအကုန်လုံးလမ်းပြိုင်ပြေးရတဲ့ဗီဒီယိုဖန်တီကတော့မြင်ရပါလိမ့်မယ်ဘလို့115မိုင်နာမြင်ကွင်းတွေကကုတော့ပုံမှန်ဒီပါပြန်ဖြစ်လာတာတွေ့ရပါတော့နော်ဆိုတော့ပြောရရင်ငလင်းလှုပ်ပြီးတော့ရတရပတ်အဲနှစ်ပတ်ထဲဝင်လာတဲ့အချိန်မှာတော့ဒါတစ်ဖြည်းဖြည်းနဲ့ပြန်ပြီးပုံမှန်ဒီပါပြန်ဖြစ်လာတာတွေ့ရပါတယ်အခုကျွန်တော်115နဲ့9မိုင်ကနေစထွက်လာပြီစထွက်လာတဲ့အချိန်116မိုင်နာရောက်တဲ့အချိန်မှာတော့ဟိုလမ်းမှာနည်းနည်းဖြည်းဖြည်းလေးလမ်းလွဲတွေမောင်းလာတွေ့ရပါလိမ့်မယ်လမ်းအကွဲလေးနည်းနည်းရှိပါတယ်ဒါပေမဲ့ပြဿနာတော့မရှိဘူးဒါတွေကပုံမှန်မောင်းလို့ရတဲ့အနေထားပြီးတော့ရောက်သွားတယ်အဲဘာပြော116မိုင် လေးဖောင်နာမှာနည်းနည်းလမ်းလွဲလေးခွဲမောင်းလာတာလေးတစ်ခုရှိမယ်ဒါကတော့လမ်းတူလေးပါဆိုတော့ဒါလေးကတော့မြင်ကွင်းလေးကိုကြည့်ပါ ုကကျွန်တော်တို့အချိန်ကတော့9:00နာရီဆင်နိုင်ထိုးရမှာပေါ့နော်ဆိုတော့မိုင်ကတော့138မိုင်ပေါ့ပြောရရင်တော့အုတ်တွင်းလမ်းခွဲနားကိုရောက်ပြီပေါ့အမြန်လမ်းအုတ်တွင်းလမ်းခွဲနားကိုရောက်ပြီအုတ်တွင်းအရင်ကဆိုရင်တော့အုတ်တွင်းလမ်းခွဲဘက်ကိုအုတ်တွင်းဘက်ကိုထွက်သွားပြီးတော့မှအုတ်တွင်းဘက်ကိုထွက်သွားပြီးတော့မှဟိုဘက်ကတော့ရှောက်ပြန်ပြီးတော့ပြန်ပတ်တက်ပြီးတာကတော့နေတာကတော့ဘက်ကနေပြန်ဝင်ရတယ်လို့ကျွန်တော်အတိုင်းသိရတာအာအခုကတော့လောဆယ်အုတ်တွင်းလမ်းခွဲကိုခွတ်ထွက်ပြန်ပြီးတော့ပဲနေအမြန်လမ်းနဲ့တော့ရှောက်မောင်းဝင်ရတော့ပြီဒီမောင်းဝင်ရပြီပေါ့ပြောရရင်တော့ဒီအမြန်လမ်းကနေမောင်းခွင့်ကိုဒီ28နှစ် မာဂျီနာ session session နေငလင်းလို့လို့တော့ကတော့အဲ့နေညနေဆုံးမှာနောက်ပိတ်လိုက်တယ်အဲနောက်တစ်ခုက29ကိုလည်းပိတ်တယ်ပေါ့နောက်တရ29ပိတ်ပြီးတော့30ထိပိတ်ထားပြီးတော့31လောက်ကျမှလမ်းတွေကိုစပြန်ဖွင့်ပေးပြီးတော့ဒီလမ်းတွေပြန်ပတ်ပြီးမောင်းတာမျိုးခွင့်ပြုတာပေါ့ဆိုတော့အခုကတော့အခုကတော့ဒါတောက်လျှောက်မောင်းဝင်ရပါပြီဆိုတော့ဂျားထဲမှာဆောက်လို့ရအမြန်လန်းတောင်ရှိသူတွေအမြန်စမ်းပြင်ဆင်နိုင်နိုင်ခဲ့တဲ့ကိစ္စတော့ဘာပဲချီချူးစရာကောင်းပါလေရတဲ့တပတ်တောင်မပြေခင်အတွက်မှာတို့ဒီအမြန်လန်းကိုတောက်လျှောက်မောင်းဝင်ရအောင်လုပ်ပြီးတော့တာတို့တို့ကိုလည်းတကယ်တော့ချီချူးကုန်ပြီကောင်းပါလေ အာအခုမြင်ရတဲ့အတိုင်းပဲပေါ့နော်ဒီခပောင်းရဲကင်းသားပေါ့ခပောင်းရဲကင်းပေါ့ခပောင်းရဲကင်းသားကတရားအဲ့အဲ့တရားကပေကူကကုသရှိတယ်တရားအဲ့တရားကအဲ့တရားကတော့အခုမြင်းနေတိုင်းပဲလမ်းဝင်နေကြုံဝင်နေကြခြင်းတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့မိုင်နေအားဖြင့်ဆိုရင်145မိုင်3ဖာလုံးနားပတ်လဲပေါ့နော်အဲ့နောက်မှာဖြစ်တာ တော့အိုင်နာကတော့ဒီလိုကြုံဝင်နေကြနေတဲ့အချိန်အတွက်အတွက်အခုထိကားမောင်းနေဆိုရဲကတော့အိုင်နာရောက်အောင်အချိန်ရှော့မောင်းရပါတယ်ကားကတော့ခုနဟိုအနေအမြင့်အနေအမြင့်လေးတော့မောင်းတာတွေ့ရတယ်အဲ့တော့ဒါလေးကတော့ဒါကြည့်ရတာဒါကြောင့်မလို့လဲအုတ်တွင်းလမ်းခွဲကနေပြီးတော့အားလုံးကကိုယ်ခိုင်နေဖြစ်မယ်အခုတော့လောဆိုတော့အိုင်နာကအခုပြန်တော်တော်ပြင်ထားလိုက်လို့အခုကျွန်တော်တို့ဒီလိုမောင်းလို့ရတယ်မောင်းလို့ရတော့ခုနအနေအမြင့်တက်ကြဒီလိုလှိုင်းကိုချက်ခွက်နေညိုနေနေတက်ကြဒီဖြစ်နေတာတော့တွေ့ရတယ်ဒါတော့ခမောင်းရဲခင်းတာ145မိုင်သုံးပါလုံးနာကမြင်ကွင်းနဲ့အချိန်ကိုပြပြတာပါ ဒါကအမြန်လမ်းရွာသိရေကင်းတာ154မိုင်နာကမြင်ကွင်းပေါ့နော်ဒီ154မိုင်နာမြင်ကွင်းကတော့ဗာလဲဆိုတော့လမ်းညာတော့ကောင်းကောင်းမောင်းလို့ရတယ်ဒါပေမဲ့ခုနဒီလမ်းမှာ error ဖြစ်နေတဲ့အရာလေးတွေအဲပရိုတိုတိုက်ဖြစ်နေတဲ့အရာလေးရှိတော့ဘာပြောကားလေးတွေဖြည်းဖြည်းချင်းညာလေးမောင်းမှုတဲ့လမ်းလေဝါလေးကို 3B sign လေးချလာတာတွေ့ရတယ်ဆိုတော့ဒါကြည့်ရတယ်ငလျင်တော့ဒီနေရာတော့တိကျခန်းစားခဲ့ရဘူးတဲ့နေရာတဲ့တခုဖြစ်ပုံရပါတယ်เนาะအဲ့တော့လမ်းလေးကအခုရှေ့မှာလဲကိုမြင်ရပါလိမ့်မယ်154မိုင်အကျော်လေးတွေမှာတောက်လျှောက်154မိုင်156မိုင်ကြားထဲမှာကားတွေကတော့အချိန်နဲ့မောင်းမှုဖြည်းဖြည်းချင်းနဲ့လှိမ့်နေကြတာတော့တွေ့ရပါတယ် အာ164မိုင်6ပါလုံးပေါ့နော်အဲ့ဒီမှာတော့ garden ဖြစ်သွားတယ်ပေါ့နော်အာဒီနေ့ April 9ရက်နေ့ချင်းရော်စင်နာရီ23ပေါ့နော်23အဲ့အချိန်မှာခုဒါ164မိုင်4ပါလုံးမှာ garden ဖြစ်သွားတယ်ပြောရရင်တော့ကွနာ garden စီကတော့ရှေ့ရရင်ဖြတ်ကျော်ပြီးတော့သူများဒီတန်းစီတော့မစီဘဲနဲ့ကျော်ခွာသွားတဲ့ garden စီလေးတွေ့ရတယ်အဲ့နောက်ရောက် alpha ရင်တစီပေါ့နော်အဲ့လိုတွေ့ရတယ် ဆိုတော့ဘာလို့ဒန်းစီနေရလဲဆိုတော့ကျွန်တော်မြင်တော့ရှေ့မှာဒါအာကြည်ရတာလမ်းပြင်တာတွေလမ်းကိုနှိမ့်တာနှိမ့်လမ်းသားနှိမ့်တာတွေကိုပြန်ပြင်နေတဲ့အနေထားကြောင့်သူတို့ပြန်ပြီးတော့လုံနေကြအောင်ကားကားတစ်စီးချင်းစီပြည့်ဖြတ်တဲ့သဘောလိုယူစားတယ်ပြီးတော့ရှေ့မှာအာတရားလေးတွေရှိအောင်ဗျရှေ့မှာတရားအသေးလေးရှိတယ်ကြည်ရဒီတစ်ချီရတရားကဒါတခု error ဖြစ်ထားတယ်ငလေးကြောင့်တခုထိခဲ့ထားတယ်ပေါ်ပါတယ်ဒါကြောင့်မလို့ကားတွေကိုဖြည်းဖြည်းချင်းတစ်စီးချင်းဖြတ်ခိုင်းနေတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်အဲ့တော့ရှေ့ကမြင်ကွင်းလေးကိုကျွန်တော်တို့ကြည့်ကြည့်ကြအောင်နော် အားလုံးမြင်ရတဲ့အတိုင်းပဲလမ်းလုံသားတွေလည်းလမ်းပေါ်မှာရှိတယ်သူတို့လမ်းနေလိုက်ပြီးတော့တခြားလိုက်ပြင်နေကြတာတွေ့ရတယ်ဒါတွေကအကုန်လုံးတော့ urgent အမြန်လုပ်ကြတဲ့ညခွန်းတွေပါပဲဒီဘက်ကတော့ရှေ့မှာတော့တရားရှိတာဟုတ်ကဲ့နော်ဒါဟိုပြောရရင်တော့နေပြီးတော့နားရောက်ခါနီးလေးလေးဒီရောက်ခါနီးလေးလေးတရားတွေအများကြီးရှိတယ်နေပြီးတော့နားရောက်ခါနီးတရားတွေဒါတော့ချို့တရားတွေဆိုရင်ကျိုးသွားပြီးတစ်ဖက်ပဲဖြတ်လို့ရတာမျိုးပေါ့နော်အခုဒါရှေ့ကအဲတရားဆိုရင်တစ်ဖက်ပဲဖြတ်ရလို့ဖြတ်လို့ရတယ်လို့ကျွန်တော်မြင်ပါတယ် ဒါကတော့တရားကရှေ့ကတရားကကြိုးထားတဲ့ခါကျတော့အဲကြိုးထားတဲ့တစ်ဖက်ပေါ့နော်ဒီနေနေပြီးတော့ဘက်ကနေရန်ကုန်ကိုဥတည်ထားတဲ့ချမ်းပချမ်းကားတွေဖြတ်လို့မရတဲ့ခါကျတော့ကျွန်တော်တို့ရန်ကုန်ကနေနေပြီးတော့ဘက်ကိုဥတည်တဲ့ဘက်ချမ်းကနေပဲအားလုံးကဒီတရားတစ်စင်းကိုနှစ်ဖက်မျှတုံးနေကြတယ်မြင်ကွင်းမျိုးပေါ့နော်ဆိုတော့အခုကအားလုံးကဒီမှာဟိုငလင်းပေးတဲ့ပြည်သူတွေတကယ်စေးကနေပြန်လာတဲ့ကားတွေလည်းတွေ့ရတယ်အဲ့လိုပဲခီးသွားကားတွေလည်းတွေ့ရတယ်ဒါမြင်ကွင်းတွေကတော့မြင်ကွင်းတွေအရဆိုရင်တော့ကားတန်းကတော့ဟိုဘက်ကကားတန်းလာပြီးတော့ဒီဘက်ကကားတန်းထွက်လို့ရမယ်ဆိုတော့ပုံပြီးတော့တွေ့ရတယ် ကဲကျွန်တော်အခု165မိုင်စွာချောင်းတရားပေါ့နော်ကျွန်တော်ဒီလိုပဲနားလေပါစွာချောင်းတရားစွာချောင်းတရားကကျွန်တော်တို့ကားတန်းအလှည့်ပေါ့နော်ကျွန်တော်တို့ပဲချမ်းအလှည့်အဲစပြီးတော့သွားနေတာပါအဲကျွန်တော်တို့ဒီပဲချမ်းသွားနေတဲ့အချိန်မှာတော့ခုပဲချမ်းကတော့ခဏဆောင်းအောင်ဟိုလမ်းရဲ့အလဲကောင်မှာဆိုရင်တိရတိုင်းပဲအကြောင်းကြီးထားပါတော့ကျွန်တော်တို့တွေ့ရတွေ့ရပါလိမ့်မယ်အကြောင်းကြီးထားပြီးတော့လမ်းအလဲကောင်လေးအကွဲသွားတယ်လမ်းဘေးသားတွေနှိမ့်စင်ကြသွားတာရှိရဲ့နောက်တရားချင်းကလမ်းတွေလည်းတချို့ဟွာလေးတွေမှာနှိမ့်စင်တာရှိအောင်ရှိလိမ့်မယ်ဒါကြောင့်မလို့ဒီဒီနောက်လုံးလုံးတက်ဖို့နေရတဲ့ချာစောင့်ပေးတယ်မှာရက်တက်ဖို့နေလည်းမြင်ရတယ်ပေါ့နော်နောက်တစ်ခုကဒီတရားဆောက်လို့ရေးတရားပြင်ဆင်ရေးဖွဲ့တွေလည်းစသဖြင့်အလုပ်ပေးနေတာတွေ့ရတယ်အခု ဒီမှာဒါဆိုရင်လမ်းအလေကောင်ဆိုရင်လမ်းကြောင်းတွေလမ်းကြောင်းအလေကောင်ဆိုရင်အကွဲကြောင်းတွေထားထားတော့တွေ့ရတယ်ဘောနော်နောက်တစ်ခုကတရားအစင်းနာဆိုလို့ရှိရင်တရားအစင်းတနာဆိုလို့ရှိရင်မကရိန်းတွေနဲ့ခြားပြီးတော့အဲတရားပေါ်မှာတကားတွေဖြတ်လို့ရအောင်လိုက်ပြီးတော့ပြင်ဆင်ပေးနေတာတွေ့ရတယ်ဘောနော်ဆွာချောင်းတရားကတော်တော်လေးထိခိုက်သွားတဲ့ပုံရပါတယ်ဘာလို့လဲဆိုတော့ဟိုဘက်ချမ်းဆိုရင်ကျွန်တော်တို့နေပြီးတော့ဘက်ကနေရန်ကုန်ကိုသွားမယ့်အချမ်းဆိုလို့ရှိရင်လုံးဝကို ပိတ်ထားပါတယ်မတရားတွေလည်းကျုပ်ပိတ်ပါတယ်ပေါ့ကောနော်ဒါငလျင်ကြံကတော်တော်ထိခဲ့ပါတယ်ဆိုတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်လည်းဒါကားတွေကမောင်းလို့ရဆိုရင်တလမ်းမောင်းပုံစံမျိုးပဲရပါတယ်တလမ်းမောင်းပုံစံမျိုးပဲလှုပ်ထားပေးပြီးတော့ကျွန်တော်တို့ဒါယာယီဖြတ်လို့ရတော့တယ်ဗျာဒါပြိုင်တဲ့ကားတွေအများကြီးဖြတ်လို့မရမရတော့ဒီနေထိုင်မျိုးထိဖြစ်နေပေါ့ဒါမှလည်းဖြတ်လိုက်လို့ရှိရင်တရားတွေချခိုင်မှုမရှိပဲပြုတ်ကျတော့မှဆိုဆိုရချင်ပါတယ်အဲကြောင့်ကားကိုတစည်းချင်းစီတစ်ခွက်ချင်းစီတစ်ဖက်ချင်းစီလိုရတွေ့ရတယ်အဲနေပြီးတော့ဘက်ကနေရန်ကုန်အသွားဘက်အချမ်းပေါ့နော်စွာချောင်းတရားပစ္စည်းမှုကတော့ကြီးတယ် တော်တော်ကြီးတယ်ကြီးတယ်ဗျဟိုအခုမြင်ရတယ်ဆိုရင်တရားအလေကောင်တုံးချိုးအလေကောင်အလေကောင်နားပေါ့နော်တရားအလေကောင်နားပါဆိုရင်အကွဲရောက်ထားအကုန်တူးကြီးပိတ်ပဲပေါ့ခါလေးဒါအခုမြင်ရပါတယ်ဟိုရှေ့မှာဆိုရင်ဒါဘေးလီတရားတွေတော့ထိုးထားတယ်သဘောရှိတယ် အဲပြီးတော့ရှေ့ဆွဲတာဘီလီတရာထိုးပေးထားတဲ့သဘောရှိတယ်ဘီလီတရာထိုးပြီးတော့ကျွန်တော်တို့ကားလေးဖြတ်လို့ရတယ်ပြောရရင်တော့28ရက်နေ့ဖြစ်တယ်28ရက်နေ့ဖြစ်ပြီးတော့29 28မှာကားလေးဖြတ်လို့မရဘူး29မှာဖြတ်လို့မရဘူး30မှာလည်းဖြတ်လို့မရဘူး31တိတိတော့ကျွန်တော်တို့ဖြတ်လို့ရတယ်လို့မချပါဘူးနောက်တရက်နေ့လောက်ကြာမှာပဲဒီစွာချောင်းတရာကိုဖြတ်လို့ရတယ်ဆိုတဲ့သဘောမျိုးကြီးကျွန်တော်တို့ပြန်ကြားရပါတယ်ဆိုတော့ဘာပဲပြောအမြန်လမ်းတစ်လျှောက်ကတော့ဒီရန်ကုန်နဲ့နေပြီးတော့ကြားမှာစွာချောင်းတရာကတော့ထိခိုက်နေတာမဟုတ်အကြီးဆုံးလို့တော့ပြောလို့ရပါတယ်ဒါရန်ကုန်ဘက်ကိုပြန်မဲ့ကားတွေတော့အခုလိုမျိုးကျွန်တော်တို့တို့အလှည့်ကြအောင်စောင့်နေပါတယ်တန်းစီစောင့်နေတော့တွေ့ရပါတယ် အခုကျွန်တော်နေပြီးတော့200တမိုင်ဂိတ်ပေါ့နော်200တမိုင်ဒုဂိတ်အဲဒုဂိတ်ကိုဝင်လာတော့မယ်အာပြောရရင်တော့ရန်ကုန်ကနေပြီးတော့0မိုင်ကနေပြီးတော့နေပြီးတော့ထိအဲနေပြီးတော့ထိပေါ့မိုင်နေ200တမိုင်ဒုဂိတ်ထိကျွန်တော်ရောက်ရောက်ခဲ့တောက်ရောက်မောင်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာတော့အဆိုးရွားဆုံးနေရာဆိုလို့ရှိရင်တော့165မိုင်ပတ်ချလေတော့ဆွာချောင်းတရာတကတော့အဆိုးရွားဆုံးပေါ့နော်ချန်တဲ့နေရာတွေအကုန်လုံးကတော့ဟိုပုံမှန်ဒီမှာမောင်းလို့ရတယ်မူလအခြေအနေရဲ့ကိုမူလအခြေအနေတရားရုံးလို့မဟုတ်ရင်တော့90ရာခိုင်နှုန်းထက်မနည်းကောင်းကောင်းမောင်းလို့ရတာတွေ့ရပါတယ်ဆိုတော့ဘာဖြစ်ပြောရန်ကုန်ကနေနေပြီးတော့ကိုသွားမဲ့လူတွေအတွက်ကတော့အဲ အရင်ဘာမှဟိုစိုးရိမ်စရာမရှိဘဲနဲ့တော့လာလို့ရတဲ့အဆင်ရောက်သွားပါပြီအဲ့တော့ကျွန်တော်မိုင်းနီယာဒိုကိတ်ကိုရောက်ပြီးရင်တော့ကျွန်တော်ပြီးရင်မန္တလေးကိုဆက်ပြီးထွက်ပါမယ်အဲ့တော့တော်တော်ဆိုတော့အားလုံးတည်အောင်ပြန်ပြီးတော့ပြန်ပြောရရင်တော့ဒီလက်တလျှောက်မှာအမြေသားနှိတ်ကြကျုံဝင်တဲ့နေရာလေးအနည်းငယ်ရှိရဲနောက်တစ်ခုကပျက်စီးတဲ့နေရာအနည်းငယ်ရှိတယ်သို့တော်လည်းမြို့မြို့ပင်ရှိစေကောင်မှုအစိုးဆုံးကတော့195မိုင်နာပက်လက်တဲ့ကတော့ဝိုက်ကဆွာချောင်းတရာတချမ်းပဲမောင်းလို့ရတယ်တချမ်းပဲတချမ်းတော်ပဲတစည်းချင်းစီပဲဖြတ်လို့ရတာကလွဲပြီးရင်ကျွန်တော်အကုန်လုံးကအဆင်ပြေနေသလိုပြောချင်ပါတယ်အဲ့တော့ရန်ကုန်ကနေပြီးတော့လာမယ့်လူတွေအကုန်လုံးက အဲဆွမ်းချောင်းတရားနေရာလေးတစ်ချက်ကိုပဲကြီးကြီးထားလို့ပဲပြောချင်ပါတယ်ကျွန်တော်တော့ပုံမှန်တိုင်ပေါင်းလို့ရတယ်ဆိုတာလေးကိုတော့ကျွန်တော်သတင်းစကားပါပြစီခင်ဗျာဘလို့စတော့ကျွန်တော်ကျွန်တော်အဲမြတ်တမိုင်ဒုကီကိုစဖွင့်ပါပြီပြီးရင်တော့ကျွန်တော်ပြန်နေမန္တလေးကိုစက်တော့ရှော့တရားဆက်မောင်းပါမယ်ခင်ဗျာအာလောစေမြတ်တမိုင်ဒုကီမှာကျွန်တော်ရဲ့ဖွဲ့လေးကိုခဏတော့ စောင့်လိုက်ပါဦးမယ်ကျွန်တော်အဖွဲ့တွေရောက်လာပြီးမှပဲနောက်ကကျွန်တော်ခွဲရောက်လာပြီးမှကျွန်တော်ဆက်ထပ်ပါမယ်ဒါလို့ဆိုတော့နေပြီးတော့နေရာတစ်ပိုင်းပါပဲခဏကားကြီးရပြီးတော့စောင့်လိုက်ကြပါအာအခု7နိုင်ခွဲပါတော့7နိုင်ခွဲမှာပဲကျွန်တော်အာနေပြီးတော့နေ့ကတမိုင်ကနေပြီးတော့မန္တလေးကိုစပြီးတော့ထွက်ပါပြီမန္တလေးကိုတော့လျှောက်သွားပါမယ်အဲ့တော့နေပြီးတော့ကနေမန္တလေးတစ်လျှောက်မြင်ခွင့်တွေကတော့ဘာတွေမြင်ရမလဲကျွန်တော်တော့မသိသေးပါဘူးဘာလို့ဆိုတော့ငလျင်လှုပ်ပြီးနောက်ပိုင်းမှာကျွန်တော်ဒါပထမဆုံးချိန်ပြန်သွားသွားပြီးတော့မန္တလေးကိုသွားကြည့်မှဖြစ်တဲ့အတွက် အဲနားမှာကျွန်တော်ဘာလို့မရအောင်လဲမသိဘူးကျွန်တော်လည်းစိတ်ဝင်စားတယ်ပြီးတော့ကျွန်တော်ဘယ်လောက်ဒီ block speed နဲ့မောင်းလို့ရမှာဆိုတာလည်းမသိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်စိတ်ဝင်စားနေကျွန်တော်ဆက်ပြီးတော့ဒီဒီ lunch key အကြောင်းဆက်ပြောပေးသွားပါဦးမယ်เนาะအခုတော့နေ့ရက်နေ့မှရောက်ပါပြီခင်ဗျာအခုကျွန်တော်နေပြည်တော်ကနေမောင်းလာတာပေါ့နော်နေပြည်တော်မှနေ့ရက်တမိုင်းနေမောင်းလာတာကနေခုအဲမိတ်တီလာလမ်းကွဲ284မိုင်285မိုင်ပေါ့ဗျာ285မိုင်ကိုရောက်ပါပြီအဲ့တော့နေပြည်တော်နေ့ရက်တမိုင်းကနေ285မိုင်အထိဇက်တိုက်ကျွန်တော်မောင်းလာတာ အာလမ်းမှာပြောလဲပြောရင်တော့ easy charge ပဲဘာမှငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုကြီးကြီးမားဘာမှမရှိဘူးကောင်းကောင်းမော်တိုက်ရိုက်မောင်းလို့ရတယ်ပို့ပြီးတော့ဟိုဘယ်လိုခေါ်လဲဆိုအရင်ပုံစံနဲ့ရန်ကုန်ပြည်မဟုတ်တော့69 900ပဲလို့ကောင်းကောင်းမော်မောင်းလို့ရရှိတယ်အဲ့တော့ရန်ကုန်ကနေပြီးတော့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 မိထလာတီကိုကျွန်တော်တို့အနေနဲ့လွတ်ချွတ်ချွတ်ကောင်းကောင်းမောင်းလို့ရတယ်ဆိုတော့တွေ့ရပါလိမ့်မယ်အဲ့တော့ဒါတော့ glossy မိထလာ language တိုးကိကိုကျွန်တော်ရောက်ပြီးဖြစ်ပါတယ်အာခုမိတ်တီလာမိတ်တီလာ285မိုင်လမ်းကိုရနေစပြီးတော့ခုကျွန်တော်အမ်ဒလေးကိုဆက်ပြီးတော့ခြေတက်ပါပြီအမ်ဒလေးစခြေတက်ပါပြီအဲ့တော့285မိုင်မိတ်တီလာကနေပြီးတော့ ါမန္တလေးထိမန္တလေးထိဘယ်လိုမျိုးအခြေအနေမျိုးတွေမြင်အောင်လို့တော့မသိရသေးဘူးလမ်းအခြေအနေပေါ့နော်ကျွန်တော်ထင်တယ်အဲ့ဒီဘက်မန္တလေးနားရောက်နေလေအပျက်စီးဆုံးရှုံးမှုတွေနဲ့တွေ့ရလေလေဖြစ်နိုင်ချေရှိပါတယ်အဲ့တော့လောလောဆယ်ရှေ့ကိုဆက်ပြီးတော့ကြည့်ကြတော့ခါတကုံးရေကင်းအာအခုက318မိုင် တစ်ဖာလုံးတော့18မိုင်နှစ်ဖာလုံးပေါ့နော်ဆိုတော့နောက်3ဖာလုံး4ဖာလုံးလောက်ရောက်လို့ရှိရင်အဲတော့19မိုင်ဆိုတာရှိမယ်အဲတော့19မိုင်ဆိုတာကအားလုံးသိတဲ့အတိုင်းပဲအဲမကြာခဏဆိုသလိုမထိုးကြည့် PDF ကတက်တက်လာပြီးတော့တက်တက်လာပြီးတော့တို့ကဒီလမ်းကိုတက်လာပြီးတော့လူတွေကိုစစ်ဆေးတယ်မင်းမြတ်နေဆိုကြပုံစံမျိုးနဲ့အလုပ်လေးရှိတဲ့တော့19မိုင်ဆိုတာအဲ့လိုနေရပါ ပြီးတော့မကြကနာဆိုလို့ဒိုဒိုတက်ဖွဲ့ဝင်တွေကိုချောင်းချောင်းပြက်ခတ်တာတွေလုပ်တဲ့နေရာလဲပြောလို့ရတယ်အဲ့တော့တော့ကနေ29 30 30 31အဲ့ဒီပတ်ဝန်းကျင်ဟာမထိုးကြီး PDF တွေခဏခဏတက်လာတဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကိုကျွန်တော်ဖြတ်တန်းနေတာဖြစ်ပါတယ်အာလမ်းတစ်လျှောက်ကတော့တော်တော်လေးကောင်းတယ်ဘာမှဟိုအာငလျင်တန်းကြောင့်ထိခိုက်ဆုံးရှုံးထားတာတော့ဘာမှမရှိဘူးမရှိဘဲနဲ့တော့အဆင်ပြေနေတာလို့တွေ့ရတယ်အခုဒါ39ခုရောက်ပါပြီဆိုတော့ဒီနှစ်တို့ကြီး PDF အဖွဲ့ကဘလို့နီးလန်းတဲ့ဒီပုံတက်လာတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်ဝင်စားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ39မှာ320 321အဲ့ဒီနေရာတွေက ပုံဆိုင်နေတဲ့တောအုပ်တွေကြီးကြီးမားမရှိဘူးဗျမရှိဘူးပြီးတော့ဘာလို့လဲဆိုတော့မြေပြန့်ကြီးလေးဖြစ်တယ်တောတောင်တွေကြီးကြီးကြတယ်မဟုတ်ဘူးအဲ့တော့မဟုတ်ဘဲနဲ့သူတို့ဘယ်လိုများရအောင်တက်လာသလဲပေါ့နော်အဲ့ဒီမြေခေါ်ကတော်တော်စနာခက်စနာခက်တယ်ပေါ့နော်နောက်တစ်ချက်ကဒီနားတော့မှာရဲကင်းတွေကျွန်တော်တွေ့ရတယ်မရဲကင်းလေးတွေအများကြီးကျွန်တော်တွေ့ရတယ်ဆိုတော့ရဲကင်းလေးတွေလည်းရှိပါတယ်နဲဒီလူတို့ကြီးပြည်တက်တက်လာဆိုတာဘာပြောရဆိုတော့ဒီနားမှာတော့ရဲကားတကား တစည်းတွေ့တယ်ဒါရဲကင်းတစ်ခုကျွန်တော်ဒီမှာနင်းရတယ်ပြောရရင်တော့310နဲ့အဲ9မိုင်310နဲ့9မိုင်9ဘာလုံးတော့ရဲကင်းလေးရဲစကန်တိတိလေးတစ်ခုရှိတယ်အဲအပြောဟိုကရဲဟိုကကားစီးလေးတွေ့ရတယ်ဆိုတော့ဒီလိုမျိုးရဲကင်းလေးရှိတဲ့ကြားထဲကတော့တက်လာပြီးတော့ရုပ်ရဲချောင်းချောင်းပြက်ခတ်ထွက်ပြေးဒါမျိုးလုပ်တယ်ဆိုတာတို့လည်းတော်တော်လေးတော့စွန့်စားကြတယ်တို့တော်တော်လေးတော့စွန့်စားကြတယ်အဲလူကြီးတစ်ပုံနေဘက်ကပြန်ကြည့်မဆိုရင်တို့လည်း3ပေါ်ရောက်တာကြတယ်အဲ့တော့ဒီလမ်းပေါ်တက်တက်လာအောင်တက်တက်လာလာတက်တက်လာတဲ့ကိစ္စတွေကိုမတားနိုင်မရှိနိုင်တာအာတက်ဆိုင်ဒီဆက်အောင်အဖွဲ့စည်းနေနေတော့တော်တော်လေးတော့ ပေါ်ရတယ်လို့ပြောမလားပေါ့နော်အဲ့လိုဆိုပြတော့တွေ့ရခုလို့ဆိုတော့ကျွန်တော်တော့38 39ဦး320ရောက်လာပါပြီအဲရှေ့ဆိုနေတာ320တမိုင်လေးကိုစဝင်တော့ပေါ့နော်ဒါရှေ့မှာမြေခွင်းလေးပေါ့အဲအမြန်လမ်း345မိုင်ရောက်တဲ့အခါကျရင်ကျွန်တော်တို့ကအဲညာဘက်လမ်းတိုင်းမဟုတ်တော့ဘဲဘယ်ဘက်လမ်းဘက်ကိုချိုးရပါလဲချိုးပြီးတော့တောက်လျှောက်မောင်းမယ်တောက်လျှောက်မောင်းပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းချင်းဒီဘယ်ဘက်လမ်းကနေပြီးတော့အဲညာကပ်ပြီးမောင်းတော့ပေါ့နော်ဘယ်ဘက်လမ်းကနေညာကပ်ပြီးမောင်းပြီးတော့ ကျွန်တော်တရားဖြတ်ကူးလေးစောင့်ပါဘောနော်ရှေ့မှာ345မိုင်9ပါလုံးမှာဟိုနော်345မိုင်9ပါလုံးနဲ့345မိုင်10ပါလုံးမှာတရားဒဇင်းရှိတယ်အဲ့ဒါကြီးပြင်ပြင်နေရပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့တရားကနေဖြတ်လို့မရတဲ့အခါကြတော့နော်တရားနာမည်တော့ကျွန်တော်လွတ်မရဘူးကျွန်တော်မသိဘူးအဲ့တော့ဒါပေမဲ့တော့345နဲ့49မိုင်10ပါလုံးပါနော်အဲ့မှာတော့348မိုင်ပေါ့အဲ့မှာတော့တရားဒဇင်းကြော်ပြတယ်ကျွန်တော်လမ်းဘေးကိုဆင်းပြီးတော့ ဓမ္မောလည်းမြင်ခွင့်ပါတော့ဆိုတော့အမြန်လမ်းတစ်လျှောက်လုံးမှာကျွန်တော်လမ်းမေးဆင်းမောင်းလာဆိုလို့အာကျွန်တော်တစ်လျှောက်လုံးပေါ့0မိုင်ကနေရန်ကုန်အထိကိုကြားထဲမှာလမ်းမေးဆင်းမောင်းလာနေရာလေးတိတိလေးတစ်ခုရှိတယ်နေရာတိတိလေးပါကြားထဲဆင်းမောင်းတော့တိတိလေးပါအဲဒီကောက်ဒီတစ်ခုကတော့နည်းနည်းရှိတယ်ပေါ့လမ်းမေးဆင်းမောင်းလာနည်းနည်းရှိတယ်အဲ့တော့ဒီလိုဆင်းမောင်းလိုက်ဟိုမှာတော့ဒီလမ်းမှာပြင်ရရောက်ခါမြင်ရပါလိမ့်မယ်အဲ့တော့ဒီကတော့လမ်းမေးဆင်းမောင်းတဲ့ဟာကိုပြတာပါโอเคဒီလိုတော့ရှိပါလေတရားကဒီတရားကဘာတရားလို့ခေါ်လဲဆိုတော့ကျွန်တော်လည်းအဲမမြင်ဘူးမမြင်မမတရားနဲ့မကျွန်တော်မသိဘူးဖြစ်နေတယ်။ဘလို့ဆိုတော့တရားတော့သူတို့အစိုးရတာဝန်ရှိသူတွေကတော့တိဆောက်ဖို့ကြိုးစားနေပါတယ်။နောက်တစ်ခုက ။ဒါတော့ကြည်ရတာဘေးလီဒါအရင်ထိုးမယ်လို့ယူဆပါတယ်။ဘေးလီဒါထိုးထိုးပြီးရတဲ့နောက်ထိုးပြီးရနောက်မှာတော့သူတို့ကြည်ရတာအမ်ဘာပြောပြောကြည်ရတာဒါတော့ဘေးလီဒါထိုးပြီးနောက်မှာသူကားကြီးဖြတ်ကုန်ပြီးမှရှိမှာဘေးလီဒါယာကြီးတော့ဆက်ပြီးတော့ဆန်းနေတာတွေ့ရတယ်။ဘေးလီဒါယာကြီးဆန်းနေတာတွေ့ရတယ်။အဲ့တော့တိတ်မကြခင်ဒီကောင်ကြီးကဗီဒီယိုထိုးပြီးတော့ကျွန်တော်တို့ကားတွေဒီဘောကဖြတ်သွားလို့ရတော့မင်းလို့လေအမှန်ပါလေနောက်တစ်ပတ်နောက်ပတ်ဆိုရင်တေချာဘောနောက်တစ်ပတ်ဒီမှာတော့ပညာဘောကားတွေဖြတ်မောင်းလို့ရလိမ့်မယ်လို့ယူဆရပြန်နော်ဆိုတော့ကဲဒီခုဒါအမြန်လမ်းဘောကိုအဲကျွန်တော်တို့ဘေးလမ်းလေးနဲ့အမြန်လမ်းဘောကိုပြန်ပြီးတော့တက်နေပါပြီစတက်နေပါပြီပြောရင်တော့ ဘီလန်းလေးကိုဆင်းပေါင်းတဲ့ကာလအချိန်ကာလတစ်မိနစ်လောက်ပဲရှိပါတယ်တစ်မိနစ်လောက်ပဲရှိပါတယ်ဆိုတော့အမြန်လမ်းတစ်လျှောက်လုံးမှာအဲ့လိုဘီလန်းဆင်းပေါင်းတာနှစ်နေရာရှိတယ်ပထမတစ်နေရာကတော့တစ်ချက်ကလေးပဲကိုယ်လိုက်ယူမှာပဲဒုတိယတစ်နေရာကတော့တစ်မိနစ်လောက်အောက်ပြီးကိုဆင်းပေါင်းယူနေပါပဲပြီးရင်တော့ကျွန်တော်တို့လမ်းပေါ်အမြန်လမ်းပေါ်ပြန်တက်မယ်တက်ပြီးတော့ကျွန်တော်တို့ရဲ့ပုံမှန်မောင်းနေကြအညာချမ်းအတိုင်းသွားပဲသွားကြမှာပေါ့နော်ရှေ့ရောက်ရင်အဲ့လိုသွားမှာပဲဆိုတော့လမ်းတွေကတော့အကွက်ရောက်နေတော့အများကြီးတွေ့ရတယ်တော်တော်လေးကိုကွန်ကရစ်တွေအချက်လိုက်ကြီးတွေကွဲသွားတဲ့ပုံမျိုးတွေ့ရတယ်ခင်ဗျဟုတ်ကွန်ကရစ်ကလမ်းခင်းထားတဲ့ကွန်ကရစ်အချက်လိုက်ကြီးကွဲသွားတာတွေ့ရတယ် အဲဘေးဒီဒီဘေးမှာတက်တာဘေးမှာပြရတဲ့အကရန်တုံးနေရလေဘယ်ရီယာတုံးနေရလေတုံးလုံးနေပက်လက်တွေလဲကုန်နိုင်လားတွေ့ရပါလားခင်ဗျာဆိုတော့อืมဒါဒီနေရာမှာတော့ဒါအမြန်လမ်းမှာထိခိုက်မှုကြီးကြီးမားရှိခဲ့တဲ့နေရာတစ်ခုလိုပဲပြောလို့ရတာပေါ့နော်အမြန်လမ်းတစ်ချောင်းပါတော့ဘူကတော့300နဲ့40နဲ့8မိုင်အဲ348မိုင် sorry 300နဲ့အာ346မိုင်သုံးပါလို့ပြဒီဘက်ကြာပြကြည့်346မိုင်သုံးပါလို့ဖြစ်သွားပါတယ်ဟုတ်အဲ့လိုပြီးတော့မြင်ကွင်းရတွေ့ရပါလားခင်ဗျာ အာအခုကျွန်တော်မန္တလေးမန္တလေးဟိုဘာခေါ်လဲဆိုတော့မန္တလေးလေးစိတ်လမ်းကွဲနောက်မန္တလေးမြို့အဝင်အဲ့နေရာလမ်းဆုံးကြီးရောက်လာပါပြီမကြခင်မန္တလေးမြို့ရဲ့ခဏနေဝင်ပါမယ်အဲ့တော့အမြန်လမ်း0 mile to မန္တလေးပေါ့နော်မန္တလေးတိဒါလည်းခီးစဉ်ကတော့အဲတော်တော်လေးဒါအောင်မြင်ရောက်လာပြီပေါ့နော်လမ်းမှာတော့ကျွန်တော်တို့ဘာမှအများကြီးကြားသိခဲမရှိအဆင်ပြေသွားနေရောက်လာတွေ့ရတယ်ပြီးတော့ငလျင်ကြောင့်ထိခိုက်ခံစားရတဲ့လမ်းတွေလည်းပြည့်စုံတာအများကြီးတွေ့မတွေ့ရဘူးဆိုတော့ဘာပဲပြောပြော အမြန်လန်းကို0မိုင်ကနေပြီးတော့ဒီမန္တလေးတိတိုင်းရဲ့မောင်းလာခြင်းတဲ့သူတွေအတွက်ကတော့ okay တယ်အားလုံးစင်ပြေနေပြီလို့ပြောလို့ရတယ်အဲ့ဒီတော့လဲသက်ဆိုင်ရာတာဝန်ရှိတဲ့လန်းကိုအကောင်းဆုံးပြောင်းလိုက်အမြန်ဆုံးပြင်ဆင်ကြတဲ့လန်းလုပ်သားတွေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေလဲတကယ်ပဲပြောသူတို့လည်းချီးကျူးပုံပြပါတယ်ဒါဆိုမြန်မာစံသူတို့ဆယ်ရဲ့အတွင်းမှာမြန်မာစံသူတို့လုတ်ပေးနိုင်ခဲ့တာကိုတော့တွေ့ရတယ်ပေါ့နော်ဒါလေးကကျွန်တော်ပြောချင်တာပါအဲ့တော့မကြခင်မှာရှေ့ကြရင်တော့ဒုထဝတီအမြကူးကြားချိုးတဲ့နေရာကိုကြောက်ပါမယ်အဲ့ကြရင်ကျွန်တော်သွားကြည့်ပါဦးမယ်နော် အခုကကျွန်တော်တို့မန္တလေး352မိုင်ပေါ့နော်352မိုင်ကနေပြီးတော့ကျွန်တော်တို့အဝိုင်းပေါ့အဝိုင်းဘက်ကနေပြီးတော့ကျွန်တော်တို့မန္တလေးဘက်ကိုညင်ငယ်ဘက်ကိုချိုးပြီးတော့တောက်လျှောက်မန္တလေးမြို့ကိုသွားမှာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ဒီအမြန်တိုင်းဆက်ပြီးတော့352မိုင်တဲ့ဆက်ပြီးဟိုဘက်ဆက်မောင်းသွားလို့ရတယ်ပေါ့နော်အမြန်တိုင်းဆက်မောင်းသွားလို့ရတယ်။ရပြီမဲ့ပြဿနာကအခုလောဆယ်ရတယ်ငလင်းချောင်းတရားတွေကကျိုးထားတဲ့အခါကျတော့တရားကျိုးထားတဲ့အခါကျတော့ဆက်ပြီးတော့ဆက်မောင်းသွားလို့ရတယ်ရပြီမဲ့ပြဿနာကအခုလောဆယ်ရတယ်ငလင်းချောင်းတရားတွေကကျိုးထားတဲ့အခါကျတော့တရားကျိုးထားတဲ့အခါကျတော့ဆက်ပြီးတော့ မောင်းလို့မရဘူးအဲကြောင့်လို့မန္တလေးလာချင်းလူမှန်သမားဟာဒီရောက်လို့ရှိရင်အဲ352မိုင်52မိုင်တိုးခေပေါ့နော်တိုးခေကျော်ရနဲ့အဝိုင်းတိုးခေကျော်ရနဲ့တလိမ့်လိမ့်တလိမ့်လိမ့်လှည့်ပြီးတိုင်းတက်ပြီးညာဘက်ကိုချိုးပြီးတော့နောက်လျှောက်ဒီမြင့်ငယ်ဘက်ကိုဖြတ်ထွက်အမြန်လန်းဟောင်းဘက်ကိုပြန်တက်ပြီးတော့မှမန္တလေးမျိုးလုံးပြန်မောင်းလို့ရတဲ့အခြားမျိုးဖြစ်ပါတယ်အဲ့တော့ဘုလိုတဲ့ကျွန်တော်သွားနေတာကမန္တလေးအမြန်လန်းဟောင်းဘက်ကိုတက်ဖို့အတွက်ကိုအဲဖြတ်တက်နေတဲ့လမ်းကိုသွားနေတာဖြစ်ပါတယ်အဲ့တော့အဲသိပ္ပတာကျွန်တော်ဒါမန္တလေးမျိုးရောက်ပါတော့မယ် ဒါကရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကကန်တာအေးကျေးရွာတို့ပလိတ်တို့အဲ့ဒီဘက်တွေပေါ့ခင်ဗျာအဲ့ဒီမြင်ကွင်းတွေပေါ့ဆိုတော့ဒီနေရာတဝိုက်ကတော့လောလောဆယ်တော့ဒီငလေးကြောက်ထိခဲ့ပျက်စီးဆုံးရှုံးမှုအကြီးကြီးမားမားရှိခဲ့ပုံမရပါဘူးဘာလို့လဲဆိုတော့မြင်ကွင်းတွေအရအဆောင်အဆောက်အဦတွေကလိုကြပျက်စီးနေတာသိမတွေ့ရဘူးဒီလိုပဲအဆောက်အဦအကွဲကြောင်ထားတယ်လည်းမတွေ့ရဘူးဆိုတော့ပြောရရင်အမြန်လမ်းရန်ကုန်မင်းလေးလမ်းဟောင်းပဲပေါ့နော်ရန်ကုန်မင်းလေးလမ်းဟောင်းပဲချမ်းပါတို့ရစ်ဆင်ပြီးတော့တွေ့ရတယ်မှာဘေးပတ်ဝန်းကျင်မှာဆိုမှ UBG ပိတ်နေပါလို့ဆိုလည်းမှာဆောက်ဦးမူရင်တိုင်းကောင်းကောင်းမော်ရှိနေသေးတယ်ဆိုတော့တဘောကတော့ဒီဘက်ချမ်းကကြီးကြီးမားထိခိုက်မှုမရှိဘူးဆိုတော့အတိပဲပတ်သက်ရပါတယ်ရန်ကုန်မင်းလေးဒါရန်ကုန်မင်းလေးလမ်းဟောင်းပေါ်က အမြင်ဝင်ဖြစ်ပါတယ်မြင်ဝင်ချုပ်ဖြစ်ပါတယ်အာဒါကဟိုစိုက်ဖို့ရဆိုတော့မြင့်ငယ်တုံးကိုပြူးလွင်အဲခရိုင်ချင်းဆက်သွဲလမ်းလမ်းဆုံပေါ့နော်လမ်းဆုံပြီးတော့တိုးကိတ်ပေါ့တိုးကိတ်ကိုတော်ပြီးရောက်နေပါပြီမန္တလေးလေအဲ့လောကဆိုတော့ကြည်ရတာရင်ထင်းရဲမရှိဘူးထင်ပါရဲ့ဗျာရှင်းမဲ့ပဲလို့မရှိဘူးထင်ပါတယ်မန္တလေးကเนาะ ်မန္တလေးရှေ့မဲ့လူရှိမှချင်ပါလေလမ်းကြောင်းရှင်ကျောင်းကကျတော့မြင်တဲ့အတိုင်းပဲပိတ်ဆို့နေတယ်ဆိုတော့ကြည့်ရတော့မိပွိုင်မရှိဘူးတစ်ဆက်ကမိပွိုင်မရှိဘူးကြည့်ရတော့မိပွိုင်မရှိမိပွိုင်မရှိတဲ့ခါကျတော့ယနေ့ရမရှိဘူးယနေ့လည်းမရှိတော့လမ်းကပိတ်ကျနေတယ်အခုလောဆိုတော့အဲ့လိုဖြစ်နေတာတွေ့ရတယ်ကျတော့ခက်လာဆိုတော့လေဘလောက်မှလည်းကားများရလဲမဟုတ်ဘူးပြဆိုတော့ဒါဒါဒါစနစ်လုံးနေပြီထင်တာပဲဒီနေရာလေးပါနော်နေရာကတော့ပြုံးလွင်အဲမြင့်ငယ်ထုံးပုံပြုံးလွင်ဆိုပြီးတော့အဲခရိုင်ချင်းဆက်ဆိုတဲ့လမ်းဆိုပြီးတော့စာလေးကြီးထားတွေ့ရပါတယ်နော်အဲ့နားလေးပါကဲလမ်းကတော့ဒီလိုဖြစ်နေတယ်ကြည့်ကြပါဦး ျွန်တော်ရဲ့ဒီ0 mile 2 0 mile 2 mandley 0 mile 2 mandley mandley ခင်းစင်ကတော့ဗာပဲပြောကုဆိုတာ mandley မြို့တွေကိုရောက်ရှိလာတယ်ဖြစ်တယ်ပေါ့နော် mandley မြို့ရောက်ရှိလာတယ်ဖြစ်တယ်ဗာပဲပြောကျွန်တော်တို့ဒီခီးစင်တစ်ခုလုံးကိုကျွန်တော်ဒါကားပေါ်မှာကြီးပဲတော့ဆက်ရိုက်သွားတယ်လမ်းကိုရိုက်ပြသွားတယ်အဓိကရွေးချက်ကတော့ရန်ကုန်နေ ရန်ကုန်ကနေပြီးတော့မန္တလေးကိုအမြန်လမ်းပေါ်တောက်လျှောက်လာလို့ရတယ်။352မိုင်အထိတောက်လျှောက်မောင်းလို့ရတယ်ဆိုတော့သိစီချင်တာရဲ့လမ်းလျှောက်မှာရင်ဆိုင်နိုင်တဲ့အဲလမ်းခက်ခဲလေးရှိနေကိုသိစီချင်တာရဲ့နောက်တစ်ခုကမန္တလေးကိုအခုချိန်မှာသွားဖို့တော်ဖို့ဆောင်ရည်အရာဖြစ်စေ၊ကိုကြီးဖို့ဖြစ်စေသွားဖို့လူတွေသွားလို့ရပြီဆိုတော့သိစီချင်တာကြောင့်ဒီကျွန်တော်ဒီရန်ကုန်တူမန္တလေး0 mile 2 0 mile 2မန္တလေးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်မောင်းပြပါတာဖြစ်ပါတယ်။အဲ့တော့ဘာပြောအဲဘာပြောအဲပြီးတော့ကျွန်တော်မန္တလေးမှာဘယ်လိုချင်းလေးရှိတယ်ဘာဆက်လုပ်မလဲဘယ်လိုဆက်လုပ်မလဲဆိုတာထပ်ပြီးတော့ထပ်ပြတော့ပါအောင်။ Okay အားလုံးပဲဒီအားလေးကြည့်ပြီးတော့အဲခွန်လိုက်ပါဗျာ။ဟာ